မင်္ဂလာပါခင်ဗျာကျွန်တော်တင်ဆက်ပေးနေတဲ့တပည့်များနဲ့စကားဆမီဆိုတဲ့အစီအစဉ်ကနေကြိုးဆိုပါရစေကျွန်တော်အခုမန္တလေးမြို့ရဲ့အထင်ကြီးဖြစ်တဲ့တောင်တမန်အင်းနဲ့ဥဝေဒနာတွဲရှိတဲ့နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်မန္တလေးကဇွဲမှန်ခိုင်ထေးသူ့ရဲ့ဘဝမှတ်တိုင်တွေအတွေ့အကြုံတွေတင်ငန်းစာတွေကိုဒါတွေဘယ်လိုမျိုးသူကြုတ်ဖြတ်ခဲ့တယ်ဆိုတာသိရှိဖို့အတွက်ကိုပရိသတ်များကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပရိသတ်များအားလုံးကြည့်ရှုအားပေးပါအောင်ခင်ဗျာ မင်္ဂလာပါမင်္ဂလာပါဆွတ်တာကြပြီဟုတ်ကဲ့ပါအဲအင်ဂျီတွေပါတွေဒီပစိုးတွေပါတွေရောဘယ်ဒီမှာဝယ်လေးရှိတယ်ဒီဇိုင်းဆိုရင်တော့လှတာပဲအဲဒီဒီဇိုင်းကတော့ကျွန်တော်ကျွန်တော်အမရဲ့ဆိုင်ပေါ့ဆိုင်ဟုတ်ကျွန်တော်အမရဲ့ဆိုင်တော့ဖြုတ်လိုက်ပြီမရှိတော့ ဒါတော့ကျွန်တော်အမတွေတောင်စီရနေကျွန်တော်ကျွန်တော်လက်ဆောင်ရတာပေါ့။ဟောတောင်စီရနေဆိုရင်နှစ်ကွင်းစာပြန်မှာပေါ့။အဲ့ဒါကိုဖျက်လိုက်မှာ။ဟုတ်ကဲ့ပါဆရာ။အခုပထမဦးဆုံးမေးချင်တဲ့မေးခွန်းကတော့အခုအမှုပညာလုပ်ငန်းတွေပေါ့နော်။အခုစင်မမာလည်းမိုက်ကန်ပြီးတော့မှ MC လုပ်ငန်းကိုလည်းဝါသနာပါတယ်။အဲပြီးတော့အခု model တွေပါရေးနဲ့ပတ်သက်ပြီးတော့ကဏ္ဍကိုလည်းလေ့ကျင့်နိုင်ရေးလည်းဝါသနာပါတယ်။အဲ့တော့ဒီလုပ်ငန်းတွေကဘယ်လိုမျိုးစပြီးတော့ဝါသနာပါခဲ့တာလဲ။ Mr. ခေစားတဲ့အချိန်ပေါ့ဆရာ။အဲဒီမှာကျွန်တော်ဒီ business knock မှာကျွန်တော် organizer နဲ့ကျွန်တော်ဆက်လုပ်ခဲ့တယ်။ Oh organizer နဲ့ဆက်လုပ်ခဲ့တဲ့အချိန်မှာနောက်ပိုင်းမှာကျွန်တော် ဒီ trainer လောကဘက်ကိုကျွန်တော်ခြေဆန့်ခဲ့တယ်ပါဆရာ။ trainer လောကမှာခြေဆန့်ခဲ့ကျွန်တော်ဒီဆရာတို့နဲ့တွေ့တဲ့အချိန်မှာမှ MC လောကဘက်ကိုကျွန်တော်ပြတ်ထပြီးခြေဆန့်ခဲ့ရှောက်လာတာပထမဦးဆုံး MC တွေ့ကြုံကဘာဖြစ်မလဲပထမဆုံး MC တွေ့ကြုံပြောရမယ်ဆိုကျွန်တော်တို့ဒီတငယ်ချင်းရဲ့မင်္ဂလာဆောင်ပွဲပေါ့မနေ့မှာပဲမနေ့မှာပဲဆရာအဲ့ဒါကလည်းတို့ကဒါပေမဲ့ပေါပပပပဲလုပ်ပေးပါတင်တာပဲဆိုတော့ကျွန်တော်လည်းကိုတက်တက်မှတ်တယ်ပေါ့နော်ဆရာတို့ဆရာလေးလာတာလည်းပညာလေးနဲ့ပဲ ုဘဘဘလုပ်ပေးခဲ့တာပါပဲ Mr. and Miss နဲ့ပတ်သက်ပြီး training ကိစ္စတွေမှာရော MC လောကတွေမှာရောဘာတွေများအလွဲတွေမှတ်တရားရှိလဲ Trainer လောကအမှတ်တရားဆိုတော့ကျွန်တော် Doctor ခဏခဏဆော်လဲတယ် Doctor နဲ့ Doctor ပုံတွေဘူးတယ်နော်ပုံတွေဘူးတမှန်ရင်းနဲ့လေဆော်လာမှာတောင်းပြပြပါအောင်အဲ့ဒါကိုကျွန်တော်အမုံရဝဲမှာပထမဆုံးပေါ့တောင်းနဲ့ ပါကင်ချက်ချင်းပါချက်ချင်းစီပြီးချက်ချင်းတင်ရအပါတောက်ကူတာထိနေနေဆိုတာကတုံတုံစကေးမဟုတ်ဘူးနော်အဲ့တော့အခုကိုတင်ပေးတော့အခုသူများတွေသူများတွေရဲ့တုံ့ပြန်မှုတွေဘယ်လိုရှိလဲအအကုန်လုံးကတော့ကိုလေးစားကြပါတယ်ဘာလို့ဆိုတော့ကိုကလည်းဒီကိုရဲ့ body structure နဲ့ကိုကိုယုံကြည်မှုရှိရှိနဲ့လုပ်ခဲ့တာဆိုတော့အကုန်လုံးကလည်း ဟိုဘယ်လိုပြော respect တစ်ခုတော့ရခဲ့တာပေါ့ခါတစ်ခါကြာရင်ပေါ့အာပိန်မတော့ဝါမတော့ဖြူမတော့အဲ့လိုမျိုးတက်မှတ်ချက်တွေနဲ့လာတာမျိုးတွေကိုကြုံဘူးလားအဲ့ဒါကြာရင်ရောဘယ်လိုမျိုးပြန်တုံ့ပြန်ပြန်လဲကြုံဘူးတာပေါ့ဆရာကျွန်တော်ဒီ trainer လောကမှာကျွန်တော် definite စီတယ်ဒါမဲ့ကျွန်တော်ဝါနေတဲ့အတွက်ကျွန်တော်အထင်သေးတာပေါ့ဆရာဒါမဲ့ကျွန်တော်အလုံးနဲ့ပဲလက်လက်တွေ့တက်တယ်ပြလိုက်တယ် မှန်တာပေါ့အဲဒီချိန်မှာတို့လက်ခံလာတယ်လက်ခံလာတဲ့ဆိုမှကျွန်တော်ပွဲလေးတွေရလာတယ်ပွဲလေးရလာတဲ့လက်ကလေးကိုသားသမီးလေးတွေရလာတယ်အဲဒီချိန်မှာမှကျွန်တော်တို့ထောက်ခံတဲ့တွေရလာတယ်ဒေါက်တာနေရာတစ်ခုရလာတယ်ပေါ့ကိုစီကိုပွဲလာအပ်တော့မယ်မင်္ဂလာခန္ဓာမူလာအပ်တော့မယ်ဆိုရင်တို့တွေကဘလို့တွေအကြံပေးလေးရှိတယ်ဘာတွေများပြောလေးရှိလဲကျွန်တော်ကအဓိကတို့လှုပ်ချင်တဲ့အရာကိုပဲကျွန်တော်ဦးစားပေးတယ်ကျွန်တော်ရဲ့အကြံပေးချက်ကတော့နောက်မှာပေါ့တို့လှုပ်ချင်တဲ့အရာကိုကျွန်တော်ရင်ဦးစားပေးတယ်အဲ့ဒါအောင်မှကျွန်တော်တို့ရဲ့ဒီပွဲအတွက်ကြောင့်နေအရာ လိုအပ်ချက်တွေလို့ကျွန်တော်ကြားရတဲ့ဖြစ်ပေးတယ်အဲ့ဒါအနေမှာတဆင့်တို့ဘာလုပ်ချင်သေးလဲဘာဖြည့်ချင်သေးလဲအဲ့ဒါကိုပဲကျွန်တော်ဦးစားပေးပြီးလုပ်ပေးတယ်ဒါပေါ့မော်ရီယာမန်စီရဲ့မျိုးဆက်တစ်တူနော်ဟုတ်ပါတယ်ဆရာအဲ့တော့မော်ရီယာမန်စီကတော့တနိုင်ငံလုံးနဲ့တည်တဲ့နိုင်ငံကျော်အဲတိုင်းရင်းစစ်တလက်ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့မော်ရီယာနဲ့ပတ်သက်ပြီးတော့တမိုင်းကြောင်အတူလေးရေပြောချင်တာတွေပါရရှိလေပေါ့နည်းနည်းပြောပြပေးပါအောင်တမိုင်းကြောင်ကျွန်တော်တို့နံပါတ်160ကျော်ခဲ့ပြီပါဆရာတမိုင်း160ဆိုမန္တလေးမြို့တက်တန်းဟုတ်ကဲ့ပါဟုတ်160ကျော်ပါ အဲ့ဒီစေးကဘသူစပြီးဖောခဲ့တာလဲသူကအဖိုးရဖုန်းတစ်ထပ်ကနေစခဲ့တာပေါ့ထင်နေကြပြီနော်ဟုတ်ကဲ့ပါအနာခင်းဝေးကျမ်းမာရီမော်ရီယာမန်စေးပေါ့နော်အနာမပေါက်ခင်ကိုကြိုးပြီးလိမ့်ရတာနဲ့နော် တောက်လည်းတောက်လို့ရတယ်တောက်လည်းတောက်လို့ရပါတယ်ဒါတချို့အိမ်တွေမှာဆိုလို့ရှိရင်ညော်မလို့ခင်မှာတောက်တယ်ညော်လို့ပြီးရင်တောက်တယ်ဩအဲ့လိုပါအဲ့ဒါဆိုရင်အိမ်မှာကိုလူတော်ဝင်နေယူထားလေကျွန်တော်ကတော့ခုလက်ရှိမှာကဆက်ရုံမှာတာဝန်ယူထားပါတယ်။ဩလောက်ကလည်းတစ်ဖက်ဟုတ်ကဲ့အဲပြီးတော့ဒီ MC လုပ်ငန်းကလည်းတစ်ဖက်ဆိုတော့တစ်ခါတစ်ခါကြာရင်လေပွဲကိစ္စနဲ့လုပ်ကိစ္စတိုက်လာတယ်ဆိုရင်ဘယ်လိုရွေးချယ်လဲကျွန်တော်ကတော့ကျွန်တော်အဓိကလက်ခံထားတဲ့အရာကတော့ကျွန်တော်မိသားစုလုပ်ငန်းကလည်းအရေးကြီးတယ်လို့ MC ကျွန်တော်ဝါသနာပိုင်းလုပ်ငန်းလည်းအရေးကြီးတယ်အဲ့တော့ကျွန်တော်က အရေးကြီးတဲ့အရာမှန်သမျှကိုတော့ဥစားပေးတယ်ဒါပေမဲ့ပွဲဒီပွဲကဏ္ဍအလုပ်ဒီအလုပ်ကဏ္ဍကျွန်တော်တို့သက်သက်ပဲခွဲထားပါတယ်ဆယ်ကောင်းပါတယ် time management ပေါ့နော်မိကွန်လေးပြင်တာပေါ့နော်စိတ်နဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးအများကလည်းဟိုစိတ်မကောင်းတဲ့အခါတွေစိတ်ညစ်တဲ့အခါတွေစိတ်ထဲကြတဲ့အခါတွေရှိမှာပေါ့နော်ကိုကိုတိုင်ကလည်း covid ကာလတုန်းကစိတ်ထဲကြစရာကဏ္ဍလေးကြုံမှုတယ်ပေါ့နော်ဆွေးတယ်အဲ့ဒါလေးကဘယ်လိုမျိုးလေးဖြစ်ခဲ့တာလဲအဲ့ဒါလေးကိုဘယ်လိုကြော်ဖြတ်ပြီးတော့မှလုပ်ငန်းတွေဆက်နိုင်ခဲ့တာလဲကျွန်တော် management solution တော့ဒီ covid ကာလကတော့ကျွန်တော်တို့အခက်အခဲဆုံးကာလပါဆယ်တတိယ line ပေါ့ ကျွန်တော်မေဆုံးရှုံးနေရတယ်မေမေဆုံးသွားတဲ့ခါလဲကိုမသိလိုက်ဘူးဆိုလို့ဟုတ်လားမေမေဆုံးပြီးတလားပြည့်ကနေမှကျွန်တော်သိတယ်ဆရာဟောအဲ့ဒါဆိုရင်အေးကပြောမပြပြဘူးပေါ့မပြောဘူးဆရာကျွန်တော်ကလည်းကျွန်တော်အောက်ဆီဂျင်နဲ့ရက်နှစ်နေခဲ့ရတယ်ဘယ်လိုလက်လက်မောတာပေါ့ဆရာအာအဲ့ရတဲ့ကနေဘယ်ပဲလက်လက်ညာပဲလက်လက်မောတယ်ဟိုရမ်းရမ်းပြောမယ်ဆိုကြတော့ဒီ toilet သွားရင်ကိုထလို့မရအောင်မောတာအဲ့လိုမျိုးအဲ့တော့ကိုဟာနဲ့ကိုရောအဆိုးဆုံးတွေ့ထားမိတာကျွန်တော်ကိုကျွန်တော်သိပြီးကိုထင်တာ ကျွန်တော်ကတော့သေးပြီငါသေးပြီငါမရတော့ဘာလို့ကျွန်တော်အောက်ဆီဂျင်ကိုကျွန်တော်60အလောက်ထိရောက်သွားတာတော်တော်ကိုကျသွားတာပဲတော်တော်ကိုကျသွားတာဒါပေမဲ့ကျွန်တော်ကကန်ကောင်းတာတခုကငကိုကနေအမှောက်ပြီးအိတ်တက်တယ် 哦မှောက်ပြီးအိတ်တက်တက်လို့ဖြစ်တော့တယ်ဒီကိုဗစ်ကလာလေတို့ကမှောက်ပြီးအိတ်ခိုင်းတယ်ဟုတ်တယ်အကြံပေးချက်တွေတွေ့ရတယ်အဆုတ်ကတော့တို့မှောက်ပြီးအိတ်ရင်တို့ကပြန်ပွင့်လာဆိုတော့တို့မှောက်ပြီးကျွန်တော်လည်းထုံးလာမှောက်ပြီးအိတ်တက်တက်လို့ဖြစ်တဲ့အတွက်အဲ့ဒီခုတော့ကျွန်တော်တို့အသက်ကျန်စေဖြစ်သွားတာပါဆရာကိုဗစ်ဖြစ်ပြီးတော့ကိုလာပိုင်းလဲကြရောဆရာစီမှာအရင်တော့လည်းတန်းတန်းတက်တယ်နောက်တစ်ဖက်မင်္ဂလာအခမ်းအနားမှုတန်းန်းကိုလည်းထက်တက်တယ်အဲ့တော့စိတ်စိတ်ကဆောင်းတော့တာလားဟုတ်တယ်ဗျစိတ်ကကျွန်တော်ဟိုဟိုအမေဆုံးတာတလားပြည့်ပြီးတည်တဲ့အချိန်မှာငါငါတယောက်ပဲရှိတော့တယ်ငါလုံးမရမယ် ငါကိုယ်တိုင်ဥစည်းဥစားနဲ့ဒူဒနာနဲ့ကိုယ်လုံးကိုလုံးမရမယ်ဆိုတဲ့စိတ်နဲ့ကိုဝသနာပါရာကိုလည်းကိုယ့်ကိုစိတ်ပါပါလုံးမယ်ဆိုရင်စိတ်နဲ့ပဲရှေ့ဆက်ခဲ့ရတာပေါ့ဆန်တာပေါ့အခြားမျိုးတွေရဲ့မင်္ဂလာဈေးကွက်အခြေအနေတွေနဲ့မန္တလေးဈေးကွက်နဲ့ဘယ်လိုကောင်းမလဲလို့ထင်လဲအဓိကကတော့ကျွန်တော်တို့ကမန္တလေးမြို့ရဲ့လူတွေရဲ့ထုံးစံပေါ့ဆရာကျွန်တော်အခုနဲ့ပြောမယ်ဆိုလို့ရှိရင်တို့ကတို့မိန်းတဲ့တို့သွားကြတာများတယ်ဆရာ သူတို့ခေါ်ထားဘူးတဲ့လူသူတို့လှုပ်ထားဘူးတဲ့လူတယောက်နဲ့ပဲသူတို့သွားကြတာများတယ်မှန်တာပေါ့ဗမင်္ဂလာခန္ဓာမှုဆိုရင်လည်းကိုတိတဲ့ဓာတ်တိကိုပဲကိုရဲ့ဓာတ်တိကိုပဲသွားကြတာများတယ်အဲကိုရဲ့ဘဝအမှတ်တရတွေဒါရင်းနဲ့ပတ်သက်ပြီးတော့မှပြိတက်တွေကိုဗာရီများပြောနေတာရှိသေးတယ်ပြောပြပါဦးဟုတ်ကဲ့ပါကျွန်တော်တို့လူရဲလို့ဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကိုချရာဘုကရက်တင်တာကိုစူးစမ်းရတယ်မိသားစုဆိုတာလည်းအချိန်တန်လို့ရှိရင်ကိုဘေးမှာ တယောက်နဲ့တယောက်ကတော့ဝေးကွာခံရတယ်အများကြီးပါဘောနော်ကျွန်တော်လက်တွေ့ပါပဲကျွန်တော်အဖေဆိုလည်းမရှိတော့ဘူးအမေဆိုလည်းမရှိတော့ဘူးကျွန်တော်မိသားစုအတော်တွေအကိုတွေနဲ့ကျွန်တော်နေခဲ့ရတယ်ဘောနော်ဒီအလုပ်ကိုကိုယ်တိုင်ဒီဇိုင်းမမလုံးတိုင်မှကိုယ့်အတွက်နေရာရမယ်ဆိုတာဒီတစ်ခုတော့ကျွန်တော်တို့သိထားစေချင်ပါတယ်ခင်ဗျာကဲ ျေးဇူးများကြီးတင်ပါတယ် Thank you ပရိသတ်များခင်ဗျာကျွန်တော်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့တပည့်များနဲ့စကားစမြည်ဆိုတဲ့အစီအစဉ်မှာမန္တလေးသားဇွဲမှန်ခိုင်ထင်းနဲ့စကားစမြည်ပြောခဲ့တာဖြစ်ပါတယ်သူ့ရဲ့ဘဝအကြောင်းအရာတွေနားထောင်ပြီးတော့ပရိသတ်များလည်းကြည့်ရှုပြီးတော့မှစင်ငင်စရာတွေအများကြီးရမယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်တင်ဆက်ပေးမယ့်အစီအစဉ်များစွာမှာလည်းဘယ်သူတွေနဲ့တင်ဆက်မယ်ဆိုတော့အားလုံးပဲကြည့်ရှုအားပေးပါအောင်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ